တွားရတဲ့ခီးစဉ်တွေကတော့မြို့မြို့ပါပဲတခါတော့လေဟိုးရွှေဘူသူကဟောပြောပွဲဖိတ်ဖိတ်တော့အဲ့ဒီနမ်းမှာလှတော့ဆိုတဲ့ရွာရှိတယ်73မိုင်ဝေးတယ်ကျွန်တော်ကညနေပိုင်းအားလို့ရွှေဘွားလူတွေကိုပြောတယ်ကျွန်တော်တို့လှတော့လိုက်ပို့ပါလားလို့ဆရာကြီးကဘာလို့ချင်လို့လဲတဲ့ဟောလှတော့သားတွေနဲ့စကားပြောကြည့်ချင်လို့ပါ ဲ့လှတော်သားတွေကစကားပြောလို့ရှိရင်အလင်္ကာရီနဲ့ပြောတယ်ရိုးရိုးမပြောဘူးဒီဥပမာအလင်္ကာနိုင်ရှင်ပြတယ်ဝင်ကဟုတ်ဒီအလင်္ကာတဲ့မပြောဘူးတကွက်ကျော်တွေကဝိုက်ကပြောတယ်အတိတ်တရားဟုတ်ဒီအလင်္ကာအကြီးကျယ်ကြီးတွေချက်ကပြောတယ်မြမသား ုံတူးရတဲ့ကလေးတွေသိမှာပေါ့ညီမစာဂုံတူးမရလည်းသိကြမှာပါပဲကျွန်တော်ကတက္ကသိုလ်မှာမြန်မာစာနဲ့ပွဲရတာအဲ့တော့ကျွန်တော်ကအဲ့ဒါတွေသိတယ်ဒီလာရောသားတွေကဘယ်သွားပြီးသင်လို့တက်ပြီးသိနေတာတို့ကျွန်တော်စိတ်ထဲမှာသံတရရှိပါတယ်ဟုတ်ရောဟုတ်လို့လားလိုက်ပို့ပါတယ်ဟိုလူတွေကကျွန်တော်လာရောသားတွေနဲ့ အရှင်လက်လက်တွေ့ပြီးမေးမယ်ရောက်ပြီးလမ်းဆောင်မှာကျွန်တော်တို့ဘင်ကားကလေးကိုရက်တော့လှရောသားကရွှေဘူစပ်ပြီးဥက္ကဋ္ဌကလှရောသားသူကလှမ်းမြင်တယ်ဟုတ်ရှိမှာစူပါကတ်ဆိုင်ကလေးနဲ့ဟေးကိုကျော်မြင့်လောင်းလောင်းလမ်းခေါ်တယ်ကိုကျော်မြင့်ဆိုတဲ့လှရောသားဆိုင်ကလေးစီးပြီးတော့ကျွန်တော်ထိုင်နေတဲ့ကာပရင်ဘေးမှာရက်ရွှေဘူသားပြောတယ် ဒီမှာကွညံကောင်ကလာတဲ့စာရေးဆရာကြီးတွေမင်းတို့လှတော်သားနဲ့စကားပြောကြည့်ချင်လို့အဲ့လိုလဲပြောလိုက်ရောကိုကျော်မြင့်ဆိုတဲ့လှတော်သားကျွန်တော်ကြည့်ပြီးတော့ပြောပါတယ်။ရပါတယ်ဆရာကြီးတို့ကျွန်တော်တို့နဲ့တွေ့ရင်တော့သွားဆရာဝန်နဲ့တွေ့သလိုပါပဲ။ဘာမှန်းကိုမသိလှတော်သားဗျ။ကဲမပြောဘူးလေ။ဝင်ကဝုတ်တိနဲ့ပြောတယ် ဘာဖြစ်လို့ရောလို့ကျွန်တော်မေးရသူတို့လာတော့သားချင်းအဲ့လိုမေးမင်းရှုံးပြီသူကွက်ချော်ပြောတာမလိုက်နိုင်လို့ရှုံးတယ်ရှုံးရင်ရှုံးမတတ်နိုင်ကိုမမသိရဘူးကျွန်တော်တော့ဘာဖြစ်လို့ရောမေးဆရာကြီးစဉ်းစားကြည့်လေတော့ဆရာဝန်နဲ့တွေ့ရင်ပါဇက်ကိုဖျဲမပြရဘူးလားဩပြရတာပေါ့ဒါမှသွားမြင်ကုလို့ရမှာပေါ့ကျွန်တော်တို့နဲ့တွေ့ရင်လည်းကျွန်တော်တို့က စကားပြောတဲ့ထဲမှာရီစရာတွေပိုင်ဆရာကြီးကရီအောင်မှာရီရင်ပါဇက်ကိုဖျက်ပြသွားဆရာဝန်နဲ့တွေ့တယ်လို့ပါပဲ30လောက်ကျော်တာဗျာကျွန်တော်ပဲလိုက်နိုင်မလို့စာရေးဆရာမမီဘူးသူညံကိုသူတော့ကျွန်တော်သဘောကျတယ်ဟာလာတော့သာစစ်တယ်ကွာတွေ့နေပြီဟဲ့သူတော့ကျွန်တော်မိတ်ဆက်ပေးတယ်ဟိုမော်တော်ကားရှေ့ကမ်းမှာထိုင်းနေတာစာရေးဆရာကြီး ။ဤကြာကွေးပဲလို့။အဲ့လိုလဲမိတ်ဆက်ရောဗျာလှတော်သားချက်ချင်းထွက်လာ။ဟာဆရာကြီးနာမည်ကလည်းကောင်းလိုက်လား။မနဲ့လင်းလို့လဖိတ်ဆိုင်သွားမုံဘိုးမကုံတော့ကို့နာမည်နဲ့ကိုတို့မြည်လိုက်ုံနဲ့။နိုင်ငံကျော်ဟာသဆိုင်ဆရာဤကြာကွေးလှုပ်တော့မလှုပ်လိုက်နိုင်ဘူး။ငုတ်တုတ်ပဲကျွန်တော်ကိုကြီးခံရပြီလားกว่าခံရရဲกว่า ေးကိုရတာလို့ခံရတာသဘောကျတယ်ဗျာလာပါဗျာလက်ဖက်ဆိုင်သွားပြီးတော့စကားပြောရအောင်လက်ဖက်တော်ရင်စကားပြောကြလှတော်သား6ယောက်နဲ့ကျွန်တော်တို့စာရေးဆရာ3ယောက်နဲ့တကယ်တော့သူတို့ပြောတာပါကျွန်တော်တို့ကနားပဲထောင်နေရသူတို့ပြောတဲ့စကားလေးတွေနားထောင်ကြည့်ပါစပိန်ဒါယာပါလိုက်ပုံမြန်တဲ့စပိန်ညှက်ဆိုင်ရှေ့တုံးဖြတ်မစည်းရဘူးတဲ့ဩဘာဖြစ်လို့တော့ သဘင်ငုတ်တူလေးနဲ့တွေ့ရင်ပေါက်သွားလိမ့်မယ်အဲ့ဒါအတိတ်တရားဝုဒ္ဓီအလင်းကားဗျအကြည့်ကျချက်ပြောအလှမှာကျွေးတဲ့ငချောက်ငန်လိုက်ပုံမြန်ဆရာကြီးရေမူးမြက်ကံပေးမေးတင်နေရတယ်ဟောဘာဖြစ်လို့တော့ကျွန်တော်မေးကြည့်နေရတာပဲငချောက်ကငန်လုံးအကြီးတော့ ရေတားငတ်လို့ရေအိုးစင်ခဏခဏမသွားနိုင်တော့ဘူးဆရာကြီးရေမူးမြစ်ကံပေးမေးတင်ပြီးအော်တိုမက်တစ်တောက်နေရစကားတခွန်းတဲ့နဲ့အလင်္ကာနှမျိုးဖြစ်တယ်ဗျအတိတ်ပြဝုဒ္ဓအလင်္ကာ ဖြစ်တယ်ဝင်ကဝုဒ္ဓအလင်္ကာဖြစ်တယ်စစ်ကြောင်းကြီးငါးကြောင်းနဲ့မြို့ပေါ်ကအရာရှိကြီးတွေပေါ်ဆရာကြီးဟာမြို့နယ်အုပ်ချုပ်ရေးမှုလုံခြုံရေးမှုလုံခြုံရေးမှုဆိုရဲပေါ့နော် ပညာရေးမှုကျမ်းမာရေးမှုစိုက်ပျိုးရေးအရာရှိကျွန်တော်တို့လှတော့ဆင်းလာတယ်ခမရနေကင်းတဏှာကြီးလောက်ရောက်လာတော့အတော်စားလာပုံကြပါတယ်တဲ့ကျွန်တော်တို့ကပြောင်းမှုပြုတ်တွေချကျွေးတာစားလိုက်ကြတာဘာကြပြိုင်မှုတ်တာကြနေတာပဲအဲ့ဒါဥပမာအလင်းသာဗျသူတို့ဥပမာပေးရသိတ်လွယ်တာပဲနော်ခက်ရခက်စစ်မဟုတ်ဘူး သူတို့ပတ်ဝန်းကျင်သူတို့မြင်မှုတာလေးနဲ့ပေးလိုက်တာနားထောင်ရတဲ့လူကမျက်စီတဲကိုမြင်ရောလာတယ်ဘယ်လိုမျက်စာနေကြမလဲပေါ်လွင်ထင်ရှားတယ်ဗျအောက်ပြအောက်ရသွားတော့အဲ့ဒါမျက်စိတ်ကမဲကွပြောတာနဲ့ငုံကြည့်တော့လှဲတမ်းမှန်လေးတွေတန်းစီဆိုင်ထားလိုက်တာအလူအိမ်မှာဖနက်တွေချွတ်ထားတာကြာနေတာပဲဥပမာလင်ကာသူမြင်မှုတာလေးနဲ့နိုင်ခိုင်းတာ လွယ်လွယ်လေးပဲလာရောသားကခဏောင်းမင်းရိတ်မှနွားကြောင်ရင်အဲ့လူတယောက်ကဆိုင်ကယ်ပြတ်တော့ခဏောင်းမင်းရိတ်ကိုတွန်းဝင်လာဆိုင်ကယ်ကိုပြင်တာပေါ့ဟိုနိုင်ဒီနိုင်ရပြီထင်လို့ချောင်းနဲ့နင်းပြီးတော့နှိုးတယ်ထုံ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 မနှိုးပြင်လိုက်နင်းလိုက်နှိုးလိုက်နိုင်ယူဝက်လောက်ကြတယ်တထုံထုံနဲ့နင်းနေတယ်လာရောသားအဲ့လိုမရထလာတယ်ပြုတ်ဆရာကြီး နွားစာဆင်းရင်တပုတ်လောက်ရပြီနော်အညာမှာနွားစာဆင်းတာခြေထောက်နဲ့နင်းဆင်းရဆိုင်ငယ်ပြတ်တဲ့ကောင်ဆက်မနှိုးရတော့ပါလာတော့သားကစဘာတိုင်သွားပြီးတော့စဘာရောက်နေတိုင်မှုကငွေရပြေစာမှသူများလက်မအတူထိုးလို့မရအောင်ဆုပ်ဆက်ခတ်ချတင်း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 လာတော့သားလှမ်းကြည့်ပြီးတော့ လုံမနေပါနဲ့ဆရာကြီးရဲ့တပြက်စီမင်းဆုတ်ရိုက်လိုက်ပြီးတာပဲတိရရှုပ်တာတော့မရှိတော့ပါဘူး။ဟောခမရတို့ကလည်းပြောတတ်လိုက်တာနော်လို့ရည်နေရတာပဲ။ရှောက်ကြားတွေပဲပြောတတ်သလား။မိမတွေရောမပြောတတ်ဘူးလား။ကျွန်တော်မေးတော့လာတော်သားတယောက်ကဩပြောရတဲ့ဘုရားကြီးရတဲ့ကျွန်တော်ကကျွန်တော်မိမနဲ့ရံဖြစ်တော့ကြိတ်မောင်းပြောလိုက်တာတဲ့ မင်းငါဘာကောင်မှတ်လဲငါတို့ယောက်ျားဆိုတာလေကား၃တစ်ဆင်းလူပြိုဖြစ်တယ်กว่าလို့ပြောလိုက်တာတဲ့ကျွန်တော်မိမချက်ချင်းပြန်ပြောတယ်တဲ့ရှင်ရမလေကား၃တစ်ဆင်းနေအောင်မဲတဲ့ကျမတစ်ထစ်မှဆင်းเสียမလို့ဘူးအိမ်ပရင်းမောက်ကိုဖွင့်ပြီးလက်ရခေါ်လိုက်ရင်အပြိုဖြစ်တယ်တဲ့ညမျိုးသမီးတွေမှတ်ထားဖို့ကောင်းပါလေအဲ့လူကဆက်ပြောသေးတယ်ဗျာ ဆရာကြီးတဲ့ကျွန်တော်မိမအဲ့လိုပြောပြီးတဲ့နေရာစပြီးတော့နောက်ဆိုကျွန်တော်တို့လင်မယားနည်းနည်းလောက်စကားများရင်အိမ်နာအကောင်တွေဘယ်မှမသွားတော့ပါဘူးပတင်းပေါက်ကိုစောင့်ကြည့်နေကြမှာအော်ခင်ဗျားတို့ ਨੇ ပြောရတာလဲရီးနေရတာပဲနော်လို့အဲ့လိုပြောတော့လှတော်သားတယောက်ကဟုတ်တယ်ဆရာကြီးရဲ့ကျွန်တော်တို့ကကိုချင်းချင်းလဲအဲ့လိုပြောပြီးတော့ရီးနေတာပဲခင်ဗျား ညီနေတော့ကျမ်းပါရဲ့ဆေးရုံဆေးကန်းမတော်ရဘူးတဲ့လာတော်သားတွေသိတယ်ဗျရဲချင်းသည်စိတ်ဖိစီးမှုကိုယောပါတယ်ကျမ်းမာရေးကိုထောက်ကူဖြစ်တယ်လို့နားလေတယ်အဲ့တော့ကျွန်တော်တို့စီမှာဆရာဝန်တွေပါရောက်လိုက်မပြောဘူးခမရဘဲပြောမှလည်းကျွန်တော်တို့ကကိုချင်းချင်းပြောပြီးတော့ရည်နေကြသူ့စီဘယ်သူမှမတော်ကြဘူးဆရာဝန်တယောက်တော့ရောက်လာတယ်ခမရ သူရောက်ပြီး၃ရက်လောက်နေတော့လူနာတယောက်ဆေးသွာထိုးတာသေသွားတယ်ခမရ။ဟိုဒါမျိုးကတခါတလေဖြစ်တတ်ပါတယ်တဲ့ကျွန်တော်တို့ကပြဿနာမရှိပါဘူးတဲ့။နောက်9ရက်လောက်နေတော့နောက်တယောက်သွားပြီးဆေးထိုးရပြန်နေဆရာကြီးရဲ့အင်းသေတာပဲခမရ။ဟိုနှစ်ယောက်လောက်ကလည်းကာယမတော်ရင်ဇက်တိုက်ဖြစ်တတ်ပါတယ်ကျွန်တော်တို့ပြဿနာမလုပ်ပါဘူးတဲ့။ဆေးထိုးရမှာတော့နည်းနည်းကြောက်သွားတယ်ဗျာ။ ။တလားလို့ရှိတော့တယောက်ကသွားထိုးပြန်နေဆရာကြီး။သေတာပါပဲ။ဟင်းဒါကြလည်းနည်းနည်းများသွားပြီ။ဒါနဲ့ကျွန်တော်တို့အထက်ကိုတိုင်စာပို့လိုက်ရတယ်။ဘယ်လိုတိုင်နှုံးဆိုတော့ဒီဆရာဝန်ကိုမြန်မြန်ပြောင်းရင်လည်းပြောင်းပေးပါ့။ပြောင်းမပေးနိုင်ရင်လည်းတင်ញိုင်းကုန်းကိုချဲ့ပေးပါ့။ ုတ်တော့ဟုတ်တာပဲလေအဲ့လောက်သေးရင်လည်းချက်ဖို့လုံးမကျွန်တော်မေးကြည့်အဲ့ဆောင်ပြောင်းသွားလားဗျာဆိုပြောင်းသွားတာပေါ့ဆရာကြီးဟာသင်္ကြန်ငုံချက်ရတာခက်တယ်လေတဲ့ကျွန်တော်သူတို့နဲ့ပြောရင်းနဲ့ဘေးပတ်ဝန်းကျင်ကြည့်တော့သစ်ပင်လေးတွေကစိမ့်စိမ့်ဆူဆူလက်ွက်แท้မှာရေကလေးတွေကဖွေးလို့ဩကျွန်တော်ကလှတော့ဆိုတော့အညာဒေသပူပြင်း၆သွေးမှတ်နေတာအခုမြင်ရတော့ရေပေါ်ပုံရတယ်နော်အဲ့လိုပြောတော့လှတော့သားတွေသဘောကျတယ် သူတို့ရွာကိုချီးမွမ်းတာကိုအဲ့ဒီမှာလှတော်သားတယောက်ကပြောတယ်။ဩဆရာကြီးကလည်းရေပေါ်ချက်ကတော့စက်သုံးမှနှခါရဲ့ရေထွက်တယ်ဆရာရဲ့။ချက်တောင်ရွေးချယ်မှုရှိတယ်နော်။စက်သုံးမှနော်သိသဘောကျတယ်။ကျွန်တော်လည်းတော်သားသိတယ်။ကြက်ဖကအကောင်ကြီးတယ်ခြေထောက်တုပ်တယ်ရက်တာမတန်ဘူးဒီကောင်ကပုံမေးဒီမော့ကြက်မှပဲလိုက်ကြည့်နေတာ။စက်သုံးမှကကြတော့ သာသမီစောနဲ့ရင်ကလေးကိုဖွင့်ပြီးချတာဒင်းဒင်းရက်အားတန်နေအဲ့ဒီမှာနှစ်ခါရိုက်ရေထွက်တယ်ထွက်လာတဲ့ရက်လဲဘာကောင်းတယ်လဲမမင်းနဲ့ဆရာကြီးစပါကလင်မဲတဲ့ချိုးနေတယ်တဲ့သူ့ရွာသူတော့ကြွားတယ်ကျွန်တော်တို့နဲ့တော့နှီးပါရဲ့တဲ့ဝက်လက်မြုပ်၈မိုင်လောက်ပဲဝေးတယ်မတူဘူးခမရသူ့ကြရေရှားတယ်တဲ့အဝီစီတွင်းဆိုတဲ့အတိုင်းပဲတဲ့ ဟိုးအောက်ဒေဝရငယ်ရိပ်ပုံတူးရတယ်အဝီစီရောက်သွားဖက်လာတဲ့ကြီးကလည်းဘာငန်တယ်လဲမမင်းနဲ့ဆရာကြီးအတို့မြုပ်တာရှာထားပြီတော့ငန်ပြာကြီးချက်เสียမလိုဘူးကျွန်တော်ကကြီးတော့ကျွန်တော်နဲ့တူထိုင်နေတဲ့ရွှေဘုရားကလည်းရောနောကြီးတာပေါ့အဲ့ဒါကိုလှတော်သားတယောက်ကသတိထားမိသွားတယ်အန်ဆရာကြီးတဲ့အဲ့ရွှေဘုရားကြီးအကြောင်းပြောရအောင်မဲတဲ့ ဟိုလူတွန့်သွားတယ်ဗျကျွန်တော်အားပေးတယ်ပြောပါပြောပါလို့အဲ့ရွှေဘုရားကြီးကစကိုင်းသွားဘောလုံးကင်ကျွန်တော်တို့လှတော့မော်တော်ကားကြီးနဲ့ဖြတ်သွားတယ်ခင်ဗျည9နိုင်ဆန်နိုင်ကြတော့လှတော့ဖြတ်ပြီးပြန်သူတို့ဘောလုံးနိုင်တဲ့နေ့ဆိုရင်ဆရာကြီးတရားလုံးတယောက်မှအဲ့လိုမရဘူးပွက်ပွက်ကူညံနေတာပဲကျွန်တော်တို့ကသိပါပြီတဲ့မေးစရာမလိုပါဘူးရွှေဘုရားကြီးဘောလုံးနိုင်လာပြီကွသူတို့ရှုံးတဲ့ညကြရင်တော့ဆရာကြီးရဲ့ ဘယ်ချိန်ပြန်သွားမှန်းကိုမသိလျက်ပါဘူးကျွန်တော်ထင်နေတဲ့လာတော့မရောက်ခင်တမိုင်လောက်ကလေးကမော်တော်ကားကြီးကိုထမ်းသွားကြတာထင်နေတဲ့သူတို့မှပြောတတ်တယ်နော်ရွှေဘုရားမျက်နှာပြက်သွားတယ်ဗျအဲ့ဒါကိုလာတော့သားတယောက်ကသတိထားမိပြန်တယ်ဒီလူတွေပါတယ်ဗျဆရာကြီးအားတဲ့သူများကပြောရတာပဲကျွန်တော်တို့လာတော့အကောင်တွေလည်းမကောင်းပါဘူးတဲ့ ရေအိမ်တွေတိုင်းငါးပက်လုံးလို့သေးတောင်ပေါက်မထားရဲဘူး။ရှေ့ကိုသားလဲကျင်နဲ့သွားတယ်။များကြီးပဲပြောရင်လင်းအောင်ပြောလို့ရတယ်။ထားလိုက်တော့ပြီးခဲ့တဲ့သုံးနှစ်ကတော့ကျွန်တော်ပင်လယ်ဘူးသွားတော့လာတော့ဖြတ်ရတယ်။ကားခဏရက်ဆက်မအောင်ကွာစကားလေးတခွန်းရရကျွန်တော်ကားပေါ်ဆင်းသွားတယ်။ဖိုးကြီးတယောက်လင်း လမ်းဘေးမှာလမ်းကြိတ်ဆက်ကြီးတစ်ခုရှိတယ်။ရက်ထားတယ်။အဲ့ဒါကြီးကိုကြည့်နေတယ်။ကျွန်တော်စကားမရှိစကားရှာသွားမေးတယ်။ဦးလေးဘာကြည့်နေတာရောသူလှည့်ကြည့်ပြီးတော့ဒီလမ်းကြိတ်ဆက်ကြီးကိုကြည့်နေတာပါဗျာ။လမ်းကြိတ်ဆက်ကဘာများဆန်းလို့လဲဦးလေးရဲ့။ဆန်းတယ်ဗျ။အဲ့ဒီလမ်းကြိတ်ဆက်ကဂီယာဘောက်ကနောက်ကိုလှိမ့်လို့မရဘူး။ရှေ့ကိုတိုးလို့ပဲရတယ်လို့ပြောကြတယ်။ အဲ့ဒီဂရဘောက်ကိုဖြုတ်ငါပြီးတော့စဘာစေးမှာတက်ချင်လို့စဘာစေးကနှောက်ကြည့်လိမ့်နေတယ်ရှေ့ကမတိုးဘူးအဲ့ဒါလှတော်သားပဲကျွန်တော်သဘောကျတယ်ဒါနဲ့ကုလေးအသက်ဘယ်လောက်ရှိပြီတော့မေး तू ကနှလုံးကနန်းတောင်းနေထင်သွားလားမသိပါဘူးဗျာ89ပါဗျာအာလို့လည်းမရပါဘူးတဲ့ ီလူတွေလေအလွတ်ကိုမပေးဘူးကျွန်တော်သူ့ဓာတ်ပုံလေးရိုက်ပြီးတော့ယူလာခဲ့ပါတယ်ဒီเจ้าနေကိုကျွန်တော်ရေးပါတယ်လူရှင်တော်ချစ်စရာဆိုသိရနော်ပုပ်ပူလေးအဲ့ဒီမှာသူတို့ဟောပေါ့ policy ကားတကားသွားရိုက်တယ်သွားရိုက်တော့ဒါရိုက်တာကပြောတယ်ရွာသားတွေကိုရွာသားတွေလည်းပါမှာကိုပါမှာဆိုတော့အေးခင်ဗျားတို့ကျွန်တော်တိတိကျကျလောက်ကြနော် ဒါက policy ကပြ traitor ပြောတယ်အဲ့တော့ traitor ရဲ့တပည့်ကနေဦးနေဦးခင်ဗျားတို့က policy ကဆိုတော့သိမှာမဟုတ်ဘူးကျွန်တော်ရှင်းပြဦးမယ်အဲ့လိုပြောလိုက်တော့လှတော်သားတယောက်ကပြောတယ်မရှင်းမနဲ့တဲ့သိပါတယ်ဖော်လံဖားတဲ့ကမှလားတဲ့ traitor သူတပည့်ငါကင်လုတ်ဟုတ်တယ်ဖော်လံဖားတဲ့ကအဲ့ဒီမှာချစ်စရာကထမင်းစားရင်းနဲ့သူ့ဖက်နှက်ကလေး ပျောက်သွားတယ်ခမင်းစားပြီးထွက်လာတော့ချစ်ဆရာပြောတယ်ဟောကျွန်တော်ဖနက်လေးဒီနေ့ချက်ထားတာပျောက်သွားတယ်ဗျအဲ့နမှာလှတော်သားတယောက်ရှိအဲ့လှတော်သားပြောတယ်ခမင်းဖနက်ပျောက်ရင်တော့ကျွန်တော်တို့လှတော်ကဘယ်သူမှခိုးမှာမဟုတ်ဘူးတဲ့မနှဲလေးပဲခိုးမှာပဲလူရှင်တော်ချစ်စရာသဘောကျလို့လို့ဖနက်တော်မရှာတော့ပါဘူး အဲ့ဒါလေးတွေကိုဗျာကျွန်တော်တို့ကိုလေးစားလို့လာတော်သားနှစ်စကားအလင်ကစောက်ကလေးတုံးရေးပါလေချစ်ခင်စရာကောင်းပါလေဟောပြောပွဲသွားရင်းနဲ့ရလေအတွေ့အကြုံကလေးပါပဲ